ောင်ကိုရီးယားနှင့်ဗုဒ္ဓဘာသာဆက်နွယ်မှုနှိုင်းဆိုင်စွာရှိနေသည့်တရုတ်ပြည်မှကျူးဝါတောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကောင်ကိုရီးယားနဲ့နှစ်တထောင်တသန်းကြာအောင်ဘာသာရေးနွယ်နေတဲ့တရုတ်အန်ဟွေပြည်နယ်ချီချိုးမြို့ရှိဗုဒ္ဓတောင်ထိန်ဖြစ်တဲ့ကျူဝါတောင်ဟာအခုဆိုရှင်အခီးသွားလုပ်ငန်းနဲ့ရှင်ချင်းမူဖလဲရေးထိုးတိုးတက်မြန်မာလာကနှစ်နိုင်ငံကြားဆက်ဆံရေးဖွံ့ဖြိုးမှုမှာအရေးပါနေပါတဲ့ 2023မှာချီချိုးနယ်ချောင်းကျူးမြို့တို့ဟာအခရီးသွားလုပ်ငန်းနယ်ဆက်မှုပူးပေါင်းဆောင်ရွက်ရေးတို့မှာ အပြန်လန်ဖလဲခဲ့ကြပါတယ်။ကျွာတောင်ဟာစတူယန်ကီလိုမီတာ120ကျော်ကျန်ဝန်ပြီးဘင်လယ်ရေမျက်နှာပြင်အထက်1300မီတာမြင့်မားကတရုတ်နိုင်ငံရဲ့အထွတ်အမြတ်ဗုဒ္ဓတောင်နှန်းကြီး၄ခုထဲကတစ်ခုဖြစ်ကဗုဒ္ဓစေတီပေါင်း69စုနဲ့ရှုခင်းပေါင်း17ခုတည်ရှိပါတယ်။ ကျူဝါတောင်ဟာတောင်ကိုရီးယားနဲ့သမိုင်းဝင်ရင်ကျေးမှုအနယ်များမျှဝေပိုင်ဆိုင်ထားကြပါသည်တရုတ်ရှေးဟောင်းထမင်းဆက်ကာလထုံးကကိုရီးယားဖုန်ကြီးချိုကတ်ကတောင်ပေါ်သို့ခရီးသွားရင်းဗုဒ္ဓကျောင်းတော်တည်ဆောက်ခဲ့ပါသည်။အဆိုပါဆက်နွယ်မှုကရှင်းလေးထက်တိုင်းတမိုင်းဝင်နေဆဲဖြစ်ပြီးဒီတမိုင်းချောင်းချောင်းပဲတောင်ကိုရီးယားမှာအခရီးသွားများအလျှောက်များခဲ့ပါသည်။ MBN သတင်းထောက်ကင်ဟမ်ချွန်းခကိုရီးယားပုံကြီးကျူဝါတောင်းပေါ်မှာအကြောင်းတော်တိခဲ့ခြင်းခနိုင်ငံခြားယဉ်ကျေးမှုဆက်နွယ်မှုရဲ့မူလအစလို့သတ်မှတ်ခဲ့ပါတယ်။ထိုသမိုင်းကြောင်းကိုတောင်းတလန်းတရှောင်းမှာအမှတ်အသားများဖြင့်ဖော်ပြထားတယ်လို့ပြောတော်ပါတယ်လို့သိရပါတယ်ရှင်။